ခုရပိုင်းဒူးရင်သီးတွေပေါ်နေတာဆိုအိမ်သားဒူးရင်သီးရောင်းနှဆိုင်လေးမှာဒူးရင်သီးသွားဝယ်စားပါမယ်။သူတို့စီမှာဒူးရင်သီးတွေကတော့အမျိုးစုံရောင်းပါတယ်။ဒါပေမဲ့သူတို့ရဲ့နာမည်တွေကတော့ကျွန်တော်လည်းမသိပါဘူး။ကောင်းမထင်တဲ့ဟာပဲယူပြီးတော့ဝယ်ခဲ့ပါတယ်။ဒူးရင်သီးနဲ့တွဲစားဖို့အတွက်မင်းခွက်သီးလည်းအနှဲငယ်ဝယ်ခဲ့ပါတယ်။ဒီမှာဒူးရင်သီးဝယ်တယ်ဆိုရင်တစ်ခါလဲခွဲခိုင်းလို့ရပါတယ်။ပြီးတော့မကောင်းဘူးဆိုရင်လည်းသူတို့ကပြန်လဲပေးပါတယ်။ ကျွန်တော်ဝယ်ခဲ့တဲ့ဒူရင်တရားအဝါမျိုးနဲ့အဖြူမျိုးနဲ့နှစ်မျိုးပါခဲ့ပါတယ်ดูยินดีเลยซ่าจ้าบ่าวครับเนี่ย ဒူရင်တီးရကျွန်တော်ကြိုက်တဲ့အစားစားတွေမှာပါတော့တတ်ထိုင်နေတဲ့အဲတဘူးလုံးကိုအောင်စားပစ်လိုက်ပါတယ်။ဒါပေမဲ့ဒူရင်တီးရအပူတက်တော့ကျွန်တော်အဲ့ဒါစားပြီးတော့နောက်ရက်ကျတော့ပါဇက်မှာအပူနာရေပေါက်ပြီးတော့အစားတော့ကောင်းကောင်းမစားနိုင်ပါဘူး။ဒူရင်ဒီစားပြီးပြီဆိုတော့ခုနဝယ်ခဲ့တဲ့မင်းကွက်ဒီလေးလည်းစားပါမယ်ခင်ဗျာကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်